မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာ AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပြီးတော့အရဲသားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ13ရက်နေ့နေ့လယ်တနာရီကမှာအောက်နတ်မော်ကျေးရွာအနီးနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်တန်တွဲမြို့အဝင်ဗားရန်တောင်ပေါ်မှာတဆွဲထားတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရင်းကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တန်တွဲဒေသခံတအူးကတော့တိုက်ပွဲကတော့နေတိုင်းမဟုတ်ပေမဲ့အမြဲလိုလိုတော့ဖြစ်နေပါတယ်။တိုက်ပွဲမရှိပေမဲ့လည်းစစ်ကောင်စီတပ်တွေ၊ Navy တပ်တွေကနေပြီးတော့လက်နက်ကြီးတွေကပစ်ခတ်နေတာပဲ။မနေ့ကနေ့လယ်ကတော့အောက်နံမော်ရွာအနီးမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်။ဗားဒန်းတောင်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးအောက်နံမော်ကိုကျလို့အဖွားကြီးတအူးအဖိုးကြီးတအူးလူငယ်ပိုင်းအမျိုးသားတအူးထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောဆိုခဲ့ပါတယ်။အောက်နံမော်ကြီးရွာဟာကျူးကျူးလှရွာဇီးကျွန်းကြီးရွာအနီးကရွာဖြစ်ပြီးတော့ ရွှေလေကျေးရွာနယ်လည်းနေပြီးအဲ့ဒီအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗျာ။ဒီကိတ္တရရှိသူတွေကအဖိုးကြီးနဲ့အဖွားကြီးဟာအသက်65နှစ်နဲ့အထက်ဖြစ်ပြီးတော့လူငယ်ဟာအသက်30ဝန်းကျင်ရှိကြောင်းနဲ့အဖွားကြီးဟာထိကိတ္တရပြင်းထန်ပြီးတော့တန်တွဲဆေးရုံကိုရေလန်းကနေပြီးတော့ခက်ခက်ခဲခဲသွားပြီးအရေးပေါ်ပို့ဆောင်ထားရတယ်လို့သိရပါဗျာ။တန်တွဲတိုက်ပွဲမှာအေပီလာ22ရက်နေ့ကနေစတင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်မြရွှေလေဇီးကျွန်းနဲ့ဂွေချောင်းကျေးရွာတို့အနီးနားကကျေးရွာပေါင်း20ခန်းကဒေသခံပြည်သူ1000ခန်းဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်း စစ်ဆောင်အရေးကိုကုင္ကြီးသူတူကပြောဆိုလာပါတယ်။တန်တွဲမှာတိုက်ပွဲကြောင့်ကျေးရွာ20လောက်ရှိမယ်စစ်ဆောင်နေကြရတာ။တချို့ကတိုက်ပွဲနဲ့ဝေးရကိုတိမ်းရှောင်ကြသလိုတန်တွဲမြို့ပေါ်မှာလည်းတိမ်းရှောင်နေကြတာတွေရှိပါတယ်။စစ်ဆောင်တွေကစားနေရခါတွေကိုအိမ်မှာထားခဲ့ရတာဆိုတော့သူတို့ရောက်နေတဲ့နေရာမှာပဲဖြစ်တယ်လို့စားတော့နေထိုင်ရတာပေါ့။အကူအညီပေးမဲ့သူရှိရင်တော့ပိုကောင်းပါပဲလို့ပြောဆိုခဲ့ပါတယ်။ ပန်တွဲတိုက်ပွဲမှာစစ်ကောင်စီကကြီးရည်လေး၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေပြီးတော့ AA ကတော့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ရွှေလေတရားထိတ်လင်းတီကြေးရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သား200ခန့်ဟာ AA ရဲ့ဝင်ရပိတ်ဆို့မှုကိုခံရရပြီးတော့တပ်ကူနဲ့စားနေအိတ်ခါပြတ်တောက်နေပြီးလူမရှိတဲ့အနီးနားကကြေးရွာတွေကစားနေရိတ်ခါများကိုခိုးယူတုံးဆွဲမှုတွေရှိနေတယ်လို့သတင်းအင်းဘက်ကပြောဆိုထားပါဗျ။စည်းကြုံကျေးရွာမှာအေအေတက်တည်ရှိတယ်ဆိုပြီးတော့စစ်ကောင်စီတက်စခန်းဘာဒန်တောင်နဲ့ငပလီမြို့ချောင်တက်နေနေပြည်များကလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းမုံရွာချောင်းဦးလမ်းမိုက်မှာစစ်တပ်ရဲ့ဂျမ်မာကားနှက်စီကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ23ရက်နေ့မှာစာလင်းကြီးမြို့ဝမ်ပေါင်ကနေထွက်လာတဲ့ကျင်းဒီတင်တွဲကားဆက်နက်စည်းကိုလုံခြုံရေးလိုက်ပါလို့ဆောင်ပေးရတယ်စစ်တပ်ရဲ့ဂျမ်ဘာကားနှက်စည်းကိုမနက်8:40မိနစ်ခန့်မှာပရိသာမိုင်း10လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိနိုင်တော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကင်းဘုံများကပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ကျွန်တော်တို့လက်နက်ခဲယမ်းတွေဝယ်ယူဖို့ရန်ကိုလိုအပ်နေပါတယ်ပြည်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့ Braveheart Army BHA Page Messenger ကိုတိုက်ရိုက်လှူဒန်းကြပါအောင်လို့ Braveheart Army ရဲ့ BHA အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA ရဲဘော်များကဦးဆောင်ပြီးတော့မုံရွာခရိုင်တရင်10တပ်ခွဲနှင့် Children Fighter Group CFG မုံရွာခရိုင်တရင်28တပ်ခွဲတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်တော်ခရမ်းလေးကျေးရွာမှာအုတ်ချုပ်ရည်မှုကြော်ထူးဆိုတဲ့သူကလူငယ်များကိုမတရားသဖြင့်စစ်မှုထမ်းစီဖို့အတွက်လိုက်လံစီယုံတိမ်သွင်းပြီးတော့အတင်းအဓမ္မငွေကြေးကောက်ခံနေကြောင်းကိုတိုင်တန်းထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တော်ခရမ်းလေးကျေးရွာမှာအုတ်ချုပ်ရည်မှုကြော်ထူးဆိုတဲ့သူကစစ်မှုမထမ်းခြင်းလဆင်ငွေကြေးများကောက်ခံကဖိနှိပ်၆လန့်နေတယ်လို့သိရပါတယ်ဒါအပြင်ကျေးရွာအနီးတစ်ဝိုက်မှာလည်းစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့လောင်ကစားဝိုင်းများဖဲဝိုင်းကြက်ဝိုင်း ဂျင်ဝိုင်းများကိုပြုတ်လောက်ကအကောက်ကောက်ပြီးတော့လှုပ်ရှားနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကြော်ထူးဆိုတဲ့ကောင်ကအပြင်ထွက်ရင်စစ်သား၄ယောက်လောက်နဲ့ထွက်တာ။ကြေးရွာတွေကတောင်သူလယ်သမားတွေကိုလည်းမတရားသဖြင့်ဖိနှိပ်ပြီးတော့ခေါင်းပုံဖြတ်နေပါတယ်လို့တိုင်တန်းပြောဆိုလာကြောင်းသိရှိရပါတယ်။ရက်ရွာနေပြည်သူများကိုမတရားသဖြင့်နှိပ်စက်အနိုင်ကျင့်နေတယ်။အဲ့ဒီဆန်ကုံမြေလေးတော်ခရမ်းလေးအုပ်ကြီးကြော်ထူးကိုအမြန်ဆုံးတုတ်တင်ရှင်းလင်းပေးပါရန်သက်ဆိုင်ရာပြည်သူကာကွယ်အဖွဲ့များကိုအတိပေးအကြောင်းကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်ရွှေရောင်ပြချေးရွာအနီးကကျုပ်အိတ်တရာမိုင်းခွဲခံရပြီးတဲ့နောက်မှာစီကောင်စီတပ်လက်နက်ကြီးရန်တပ်ပစ်ခတ်မှုကြောင့်အရဲသားပြည်သူ၃ဦးသေဆုံးပြီးဆန္ဒဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိခဲ့တဲ့မေလ17ရက်နေ့မနက်2နာရီအချိန်ကကျုံအိတ်တရာကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကမိုင်းထောင်ဖောက်ခွဲခဲ့တဲ့အတွက်အရင်ကြံရှိတဲ့ကွန်ကရစ်တရာတစ်ချမ်းအပြင်အစ်စ်ပြန်လည်ပြုပြင်ထားတဲ့ဘီလီတရာနှစ်ဆင်းမှာ ပြိုကျပျက်စီးခဲ့တယ်လို့သိရပါဗျ။ကျုံအိတ်ဒရာမိုင်းခွဲခံရမှုအပေါ်မှာအဲ့ဒီနေ့မနက်9:00အချိန်ကမှဇီဝန်ကျေးရွာအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်3-4အမြောက်တပ်ကနေ အဝင်းကြီးကျေးရွာနဲ့နောက်ရက်ကျေးရွာတွေကိုလက်နက်ကြီး၁၀လုံးထက်မနည်းရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲမှုကြောင့်အသက်၄၁နှစ်အရွယ်လင်မယားနှစ်ဦးဖြစ်တဲ့စောစောမင်းထွန်းနဲ့နော်မြတ်သိန်းအပါအဝင်ဒေသခံ၃ဦးသေဆုံးပြီးကလေးငယ်နှစ်ဦးအပါအဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ရွှေရောင်ပြကျေးရွာတွေကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုအတွင်းမှာအသက်၂နှစ်အရွယ်ကလေးငယ်၁ဦးအပါအဝင် အရသားပြည်သူရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကျောက်အိတ်တရမိုင်းခွဲခံရပြီးတဲ့နောက်မှာဘီလင်းအခြေဆိုင်စစ်ကောင်စီတရရင်တွေကနေညတိုင်းနှီးပါရသားပြည်သူတွေနေထိုင်ရာကြေးရွာတွေတဲကိုနေစဉ်ရက်ဆက်လက်နက်ကြီးတွေပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။မိုင်းခွဲခံရတာကြောင့်ပြိုကျပြစီးသွားတဲ့ကျောက်အိတ်တရကိုစစ်ကောင်စီဘက်ကယာယီဘီလီတရအ мян ဆုံးတိဆောက်သွားဖို့စီစဉ်ထားပြီးတော့မေလ12ရက်နေ့ကလည်းပြိုကျပြစီးသွားတဲ့အဲ့ဒီတရကိုစစ်ကောင်စီခန့်မွန်ပြည်နယ်အစိုးရအဖွဲ့ကလာရောက်စစ်ဆေးခဲ့ပါသေးတယ်။ ကျုံအိတ်တရားကိုပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်း KNLA ပူပေါင်းအဖွဲ့တွေကမိုင်းခွဲခဲ့တဲ့အတွက်တရားတချမ်းပြိုကျပျက်စီးခဲ့သလိုတရားကိုလမ်းဆက်တဲ့စစ်ကောင်စီပူပေါင်းအဖွဲ့တိုက်ခိုက်ခံရတာကြောင့်ဝန်ထမ်းနှုတ်ဦးတည်ဆုံးခဲ့ပြီးတော့တထုံတက်နယ်မှုနဲ့အရာရှိအကြီးပိုင်းတွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်း30နီးပါးတန်းရရှိခဲ့ကြောင်းတင်ပြရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရချောင်းမြို့နယ်ကနက်သီရိကျေးရွာတဝိုက်ကိုစစ်သည်မော်တွေဘောကနေပြီးတော့ဒီနေ့မနက်တမန်နယ်လုံးမှာလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီနေ့မနက်9နာရီဝန်းကျင်လောက်ကကနက်သီရိကျေးရွာတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတနာရီကကြောင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ရွာအနောက်ဘက်ကပင်လယ်ပြင်မှာရှိနေတဲ့ရေတပ်တင်မောနှစ်စီးကနေပြီးတော့လက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်အားလုံးတော့ကုန်ပြီထင်ပါတယ်တမန်နယ်လုံးပစ်နေတာအလုံး90ကျော်လောက်တောင်ရှိနေပြီ သူပြစ်တာကရိုးရိုးလက်နဲ့အကြီးနဲ့တောင်မတူဘူးတစ်ချက်ဆိုတစ်ချက်ဟိနေတာပဲလို့အနီးနားကကြေးရွာမှာနေထိုင်တဲ့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်လက်နဲ့ကြီးကြီးတွေဟာနှလုံးသုံးလုံးတပြိုင်နက်တည်းပေါက်ကွဲနေတာကြောင့်စစ်သင်္ဘောနှစ်စီးလုံးကနေပြီးတော့ပြစ်ခတ်နေတာဖြစ်နိုင်တယ်လို့ဒေသခံတွေကခံမှန်းပြောဆိုနေကြပါတယ်ရွာထဲကိုကြနေတာကြားတယ်မိခိုးလုံးတွေတက်နေတယ်တဲ့ရွာထဲမှာကလူအ ਨੇ စုပဲကျန်တာဆိုတော့အဆက်အသွယ်ပြတ်နေတယ်လို့အနီးနားကကြေးရွာတစ်ခုမှာဆေးပေးရှောင်နေရတဲ့ကနက်သေးရွာကန်အမျိုးသမီးတဦးကပြောပါတယ် ဒီနေ့မွန်းတဲ့တနားရီလောက်အထိလဲစစ်သင်းမောဘော်ကနေပြီးတော့လက်နက်ကြီးကြီးတွေပြစ်ခတ်နေတော့မယ်လို့ဒေတာကန်တွေကဆိုပါတယ်ကနက်သီရိရငဲနဲ့အနီးနားကရွာကဒေတာကန်တွေဟာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တဲ့လွန်ခဲ့တဲ့တပတ်လောက်ကစပြီးတော့နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အခုလ၈ရက်နေနဲ့၁၀ရက်နေကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ကနက်သီရိရွာကကလေးငယ်၂ဦးအပါအဝင်အရက်သား၅ဦးအထိတေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလအတွင်းမှာပဲတဲ့စခန်းသိမ်းတိုက်ပွဲနဲ့လောင်လုံးမျိုးပေါ်ကတိုက်ပွဲတွေမှာလဲစစ်ကောင်စီတပ်ဟာ စစ်သင်းမောကိုအသုံးပြုပြီးတော့ဂုံးမောကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်အခုတပတ်အတွင်းမှာရေပြူမျိုးနယ်ကဇင်းပါနဲ့မိချောင်းလောင်းရွာတွေဘက်ကိုလည်းလက်နက်ကြီးတွေနဲ့နေရောညပါပစ်ခတ်နေတာကြောင့်ဒေသခံရာပေါင်းများစွာနေအိမ်ကိုစွန့်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်တပ်မတော် KA ထံကိုမေလ23ရက်နေ့မှာဗောလခဲမြို့နယ်ရဲစခန်းကရဲတပ်သားတအူးလက်နက်နဲ့တကွ CDM ပြုတ်လုပ်ပြီးတော့ခိုးလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ជីတရီတနက်အမျိုးသားတလက်ជីအတောင်120နဲ့ជីပေါက်တစ်ခုနဲ့အတူလာရောက်ပြီးတော့ခိုးလုံလာတယ်လို့သိရပါဗျ။ကရင်နေပြည်တက်မတော်စီရေးချုပ်ဘုံမူကြီးဖုံးနိုင်က ဗောလက်ခဲမျိုးနယ်ရဲစခန်းကရဲတပ်သားတဦး KA ထံကိုခိုးလုံလာကြောင်းကိုအတည်ပြုပြောကြားထားပြီးတော့ကျွန်တော်တို့စီကိုလာတဲ့ CDM တွေကိုတော့ KSP လက်ထဲပဲအပ်ပါတယ်လို့ပြောဆိုထားပါတယ်။အရင်နှစ်2023ခုနှစ်နှစ်ကုန်ပိုင်းမှာ KNY ပြည်ဗောလက်ခဲမျိုးနယ်အတွင်းကမြို့မရဲစခန်းနဲ့ခရိုင်ရဲစခန်းကနေ KNDF ထံကိုလက်နက်နဲ့တကွ CDM ပြုတ်လုလာတဲ့ရဲတပ်သား9ဦးထိရှိခဲ့တယ်လို့သိရပါတယ်။ CDM ပြုတ်လုလာတဲ့သူတွေကိုလွတ်လပ်စွာသွားလာနေထိုင်ခွင့်ပေးထားပြီးတော့ခန်းစားခွင့်စူကြီးကိုလည်းပေးအပ်ထားတယ်လို့ KNDF ကပြောဆိုထားပါတယ်။ ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF လက်အောက်မှာရှိတဲ့ CDM ဌာနမှာ CDM ပြုတ်လုလာတဲ့စစ်ကောင်စီလက်အောက်ခံရဲစစ်သားတွေအတွက်ကရင်ပြည်သူရင်ခွင်ကို ဖွဲ့စည်းပြီးတော့လက်ခံရေးအစီအစဉ်တွေကိုပြုတ်လုနေတာတွေလည်းရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ